မင်္ဂလာပါကျွန်တော်တို့အောင်ဆန်းသိမ့်ဆန်ဖြစ်ပါတယ်ဒီနေ့မှာတော့ခရိယာဝိသေသနာရဲ့အရှေခံသဘောတရားတွေဖြစ်တဲ့အပိုင်းနှစ်ကိုသင်ပေးတော့မှာဖြစ်ပါတယ်ပထမနေ့မှာကျွန်တော်ခရိယာဝိသေသနာရဲ့အဓိပ္ပာယ်တွေနောက်တစ်ခုခရိယာဝိသေသနာရဲ့အမျိုးအစားတွေကိုကျွန်တော်သင်ပြီးဖြစ်ပါတယ်နောက်တစ်ခုကပထမတစ်ခုဖြစ်တဲ့ investment လို့ခေါ်တဲ့အမူအရာပြခရိယာဝိသေသနာရဲ့အဓိပ္ပာယ်တွေအာနောက်တစ်ခုကသဘောတရားတွေနောက်တစ်ခုက example အဲစကလုံးတွေ sentence structure တွေကိုကျွန်တော်သင်ပြီးသားဖြစ်ပါတယ်ဒီနေ့မှာတော့ အရှေခံမှာအသုံးများတဲ့ဒုတိယပိုင်းဖြစ်တဲ့ adverse phrase လို့ခေါ်တဲ့ကရိယာဝိသေသနာအပိုင်းကိုဆက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်။အမ် adverse of phrase နေရာပြကရိယာဝိသေသနာနေရာပြကရိယာဝိသေသနာဆိုတာကနေရာတွေကိုဖော်ပြပြီးတော့ကရိယာအထူးပြုတဲ့ကရိယာဝိသေသနာကိုခေါ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီမှာကြည့်ပါ EG ကကြတော့ I will go there tomorrow ကျွန်တော်မနေ့ဖြန်အဲ့ကိုသွားလိမ့်မယ်။ကျွန်တော်သွားတယ်ဘယ်နေရာကိုသွားလဲ there အဲ့ there ဆိုတဲ့စကားလုံးဒီ နေရာကိုဖော်ပြပြီးတော့ခရိယာအထူးပြတယ် I'm way go tomorrow ကျွန်တော်တို့မနေ့ပြန်သွားလိုက်မယ်ဆိုရင်မသိနေရာကကြတော့မတိကြဘူးမသိရှာဘူးဒါပေမဲ့ they are အဲ့ဒီကိုဆိုတော့အဲ့ဒီနေရာကိုဆိုတော့စကလုံးကဒီနေရာကိုဖော်ပြပြီးတော့ခရိယာအထူးပြတဲ့အတွက်ကြောင့်မလို့တေးရသည်နေရာပြခရိယာဝိသေသနာလို့ခေါ်တယ်။ဒီနေရာပြအင်္ဂလိပ်လိုခေါ်လို့ရှိရင် adverse play လို့ adverse play လို့ခေါ်တယ်။နောက်တစ်ခုက number 2 he is he has သူကဒီမှာရှိတယ် သူကရှိတယ်ဘာမှရှိတယ်ဟီယာဒီမာဒီမာရှိတယ်ဆိုတဲ့အကြောင်းမလို့ဒီဟီယာဒီနေရာကိုဖော်ပြပြီးတော့ဂရိယာအထူးပြုတဲ့အတွက်ကြောင့်မလို့ဒီအဟီယာဒီ adverbs of play လို့ခေါ်တဲ့နေရာပြကရိယာဝိသေသနဖြစ်ပါတယ် number 3 my father is upstairs now ကျွန်တော်ဖေကအခုအပေါ်ထပ်မှာရှိတယ်ကျွန်တော်ဖေကဘာမှရှိတယ် upstairs အပေါ်ထပ်မှာလို့ပြောတဲ့အတွက်ဒီ upstairs ဒီ နေရာကိုဖော်ပြပြီးတော့ဒီရှင်းရှင်းဆိုတဲ့ကိရိယာဖော်ပြတဲ့အတွက်ကြောင့်မလို့သူဒီ adverse of play လို့ခေါ်တဲ့နေရာပြကိရိယာဝိသေသနာဖြစ်ပါတယ်ဒီလိုမျိုးပုံစံလေးတွေကိုသဘောပေါက်နားလည်လို့ရှိရင်တော့ပို့ပြီးတော့အရှင်းပြပါတယ်ဒါဆိုရင်ကျွန်တော်ဒါလေးတစ်ခုထပ်ပြီးတော့ရှင်းပြပါမယ်ဒီနေ့ကတော့အရှင်းခံကိရိယာအရှင်းခံသဘောတရားတွေမှာအသုံးများတဲ့ဒီကိရိယာဝိသေသနာရဲ့အပိုင်းနှစ်ဖြစ်ပါတယ်အပိုင်းနှစ်မှာ adverse of play လို့ခေါ်တဲ့နေရာပြကိရိယာဝိသေသနာဖြစ်ပါတယ်နေရာပြကိရိယာဝိသေသနာဆိုတာက နေရာတွေကိုဖော်ပြပြီးတော့ကရိယာထူးပြတဲ့ကရိယာဝိသနာကိုခေါ်တဲ့ example အဖြစ် I we we go there tomorrow မနေ့ပြန်ကျွန်တော်တို့အဲ့ဒီနေရာကိုသွားလိမ့်မယ် number 2 she is here သူကဒီမှာရှိတယ် number 3 my father is upstairs now ကျွန်တော်အဖေကအခုအပေါ်ထပ်မှာရှိတယ်ဒီလိုမျိုး upstairs တော့ here တော့ there တော့ဒီ နေရာပြကရိယာဝိသေသနာဖြစ်တဲ့နေရာတွေဖော်ပြပြီးတော့ကရိယာအထူးပြုတဲ့အကြောင်းကိုသူတို့ကိုနေရာပြကရိယာဝိသေသနာလို့ခေါ်တယ်။ဒါဆိုကရိယာဝိသေသနာတွေအနေရာပြကရိယာဝိသေသနာစကလုံးလေးကအများကြီးရှိတယ်။ဒါပေမဲ့ဒီဒီသင်ခန်းစာမှာဒီ advance of play ကိုအဲရှင်းပြတဲ့အခါမှာအသုံးများတဲ့စကလုံးတွေကိုပဲတတ်နိုင်သမျှကျွန်တော်ဖော်ပြထားပါတယ်။ဘယ်လိုမျိုးစကလုံးတွေကိုကျွန်တော်လည်းအတူတူလေ့လာကြည့်ပါမယ်။ Okay ဒီမှာကြည့်ပါ။ Okay Okay um here ဒီမှာ dear home over there home inside အတွင်းဘက်မှာ near နီးနားမှာ far away မှာ upstairs out ထပ်မှာ downstairs out ထပ်မှာ anywhere ဘယ်နေရာမဆိုစံဝေးရတနေရာရမှာအာဒီဟာကျတော့ဒါ no way မဟုတ်ဘူး no way โอเคဒါလေးကိုကျွန်တော်တစ်ချက်ပြန်လိုက်ပါမယ် no way အဲအဲဒါကကျတော့ဟိုပါပေါ့ နောဝယအဲနောဝယနောဝယဒီလိုမျိုးလေးနောဝယနောဝယဘယ်နေရာမဆိုโอเคโอเคနောဝယဘယ်နေရာမဆို downtown မြို့လေကောင်းမှာနီးယားပိုင်းနီးနားမှာ outside အပြင်ဘက်မှာဒီလိုမျိုးစကလုံးလေးကိုချက်ထားဖို့လိုတယ်ဒီစကလုံးတွေကအဲဒီဘတ်ဖလင်းလို့ခေါ်တဲ့နေရာတွေကိုတီးရှားဖော်ပြတဲ့ကိရိယာဝိသနာဖြစ်တယ် ဒီဒီနောက်မှာကျွန်တော်တို့ဘာမှလိုက်ဆင်မလို့ဘူးနေရာကိုသူသူတည်တဲ့ပေါ်ပြတာဖြစ်တဲ့အတွက်ဒီဟာလေးတွေကိုချက်ထားဖို့လိုတယ်။ဒီရအောင်လှုပ်ထားဖို့လိုတယ်ပေါ့။ဒီလိုမျိုးစကလုံးတွေကမတိမဖြစ်အရှိန်ခံသဘောတရားမှာတည်ထားမယ်ရမယ်အပိုင်းတစ်ခုတွေကတစ်ခုဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒါလေးကိုတစ်ခေါက်လေ့ကျင့်ပါမယ်။ Here ဒီမှာ There ဟိုမှာ Over There ဟိုမှာ Inside အတွင်းဘက်မှာအထင်းမှာဆိုလို့ရတယ်။ Near နီးနားမှာ Far away မှာ App Steer အပေါ်ထပ်မှာ Down Steer အောက်ထပ်မှာ Anywhere ဘယ်နေရာမဆိုစံဝေးရတနေရာရမှာပေါ့တနေရာရမှာပေါ့နောက်တစ်ခုက No Where ဘယ်နေရာမှမဆိုဘယ်နေရာမှမှ Down Where မြို့လေကောင်မှာ Downtown မြို့လေကောင်မှာနီးရပိုင်းနီးနားမှာ Outside အပြင်ဘက်မှာဒီလိုမျိုးစကားလုံးလေးတွေကိုထကထကအတန်ထွက်လဲရထားဖို့လိုတယ်နောက်တစ်ခုကစာအုပ်မှာလည်းဒီကိုရှာရေးထားပြီးတော့လေ့ကျင့်ထားဖို့လိုတယ်ဒါဆိုရင်မကြမီအရှင်တို့ထဲမှာ A Pharos Speaker ုံသွားမှာဖြစ်တယ်အဲ့ဖာရော့စပီကိုကျေသွားပြီးနားလေတယ်ဆိုရင်အရှိကန်သဘောတရားကိုတော်တော်များများနားလေလာလိမ့်မယ်အဲဒီဂရမ်မာရဲ့သဘောတရားတော်တော်များများနားလေလာတဲ့အခါမှာပို့ပြီးတော့အရလွယ်လာပါလိမ့်မယ်โอเคဒါဆိုရင်ဒီစကလုံးနေဝက်ချမှာတုံးထားတဲ့ပုံစံလေးကိုကျွန်တော်တို့တစ်ခေါက်ကြည့်ပါမယ်ဆင်းနဲ့တိဆောက်ထားတဲ့ပုံစံလေးကိုတစ်ခေါက်ကြည့်ပါမယ်โอเคโอเค surround here ဒီမှာထိုင်ပါ number 2လုတ်တရားဟိုကြည့်ပါ you should wait outside မင်းအပြင်ဘက်မှာစောင့်တယ်ဒီမှာတော့မင်းအပြားလေးနဲ့ရေးထားတယ်ဘယ်လိုမျိုးဟာလေးတွေကိုမင်းအပြားနဲ့ရေးထားတယ်မင်းအပြင်မှာစောင့်တယ်အဲနံပါတ်4 there are many people inside အထင်းမှာလူတွေအများကြီးရှိတယ် inside တော့နေရာတွေပုံပြပြီးတော့ clear ထူပြတာဖြစ်တဲ့အတွက်နံပါတ်5 don't go far please stay near အဝေးကိုမသွားနဲ့အကျဉ်းစုပြည့်ရဲ့အနီးမှာနေပါနော်ဖားရဲ့နေရာရဲ့ပေါ့ now number 6 they are playing uh they are playing football i'm still သူတို့တွေကပို့ထမ်းမှာကစားနေကြတယ် okay အဲဒီနေရာမှာကျွန်တော် app store ပေါ့ no uh number 7 you go app store and do your and do your homework no okay ဒီမှာ you are ပေါ့ oh why oh you are နဲ့တုံးလိုက်ပြန်ကျွန်တော်တို့ဒီမှာမှားနေတဲ့ဟာလေးရှိတယ် um အားလေးကိုကျွန်တော်တို့သိဖို့လိုတာပေါ့ y o u are y o u are okay တော့မင်းဘုထက်ကိုသွားပြီးလို့ရှိရင်မင်းစာကိုလုတ်ပေါ့ဒီလိုမျိုးဆိုတာဖြစ်တယ်ပေါ့အဲ့ဒါလေးကိုညာဖို့လို့လေပေါ့ okay ညာဖို့လို့ okay okay နောက်ထပ်တစ်ခုကနံပါတ်8 i can find the bones anywhere ကျွန်တော်ကကျွန်တော်စာကိုဘယ်နေရာမှရှာမတွေ့ဘူးဒီလိုမျိုးစကလုံးတွေစဉ်းနှံနေ example စဉ်းနှံလေးတွေကိုရအောင်မှတ်အောင်စိတ်ထင်းမှာရအောင်လုပ်ပါ အဲစာအုပ်ထဲမှာရှာရေးပါပြီးလို့ရှိရင်ဒီလိုမျိုးစဉ်းစားလေးတွေကိုစာဖတ်တဲ့အခါမှာသူများဖတ်ပြသားစာတွေရေးတဲ့အခါမှာ story ဖတ်တဲ့အခါမှာစာအုပ်တွေဖတ်တဲ့အခါမှာသတိထားပြီးတော့ကြည့်ပါဒီလိုမျိုးပုံစံလေးတွေက ဖတ်တဲ့အခါမှာလည်းဒီဝတ္ထုတွေကို ဖတ်တာမျိုးတို့စာသားတွေကိုအရအောင်ကျက်တာမျိုးတို့မဟုတ်ဘဲနဲ့ဒီလိုမျိုးသဘောတရားလေးတွေကို grammar ရဲ့သဘောတရားလေးတွေစဉ်းစားသဘောတရားလေးတွေကိုတည်တည်ရှာရှာဖတ်တဲ့အခါမှာသတိထားပြီးတော့ကြည့်ရင်ပို့ပြီးတော့ ်အင်္ဂလိပ်စာတုတ်တက်လာပါလိမ့်မယ်။ Okay ဒါဆိုရင်ကျွန်တော်ဒါလေးတစ်ခုကိုထပ်ပြီးတော့ထပ်ပြီးတော့ပြောပါမယ်။ uh set down here uh ဒီမှာ time မှာ look there ဟိုကြည့်ပါ you should wait outside mean အပြင်မှာစောင့်တင်တဲ့ there are many people inside ထဲမှာလူတွေအများကြီးရှိတယ်။ don't go far um uh, stay please stay near အဝေးကိုမသွားနဲ့ခြေစုပ်ပြည့်နီးနားမှာနေ number 6 near playing football apps to uh, သူတို့တွေကဘောထမ်းမှာကစားနေကြတယ် uh you go i'm still in do your homework အပေါ်ထပ်ကသွားပြီးမင်းရဲ့အိမ်စာကိုလုပ်ပေါ့ i can find the books anywhere ကျွန်တော်စာအုပ်ကိုဘယ်နေရာမှရှာမတွေ့ဘူး okay ကျွန်တော်ထပ်ပြီးတော့တစ်ခေါက်လေးဆိုကြည့်ပြပါမယ် sit down here look this you should wait outside there are many people inside don't go far please stay near they are playing football upstairs you should go upstairs and do your homework I can find the balls anywhere. Okay. ဒီပုံစံလေးတွေကဒီနေ့သင်တဲ့ဂရိယာဝိသေသနာက အပိုင်းနှစ်ဖြစ်ပါတယ်။အပိုင်းနှစ်ကိုကျွန်တော်အာ adverse of play လို့ခေါ်တဲ့နေရာပြကရိယာဝိသေသနာရဲ့သဘောတရားတွေနောက်တစ်ခုက example စကားလုံးတွေ example စနစ်တွေနဲ့ရှင်းထားတာဖြစ်ပါတယ်။ဒီပုံစံလေးကိုလေ့လာရှင်းအဖြစ်အာအင်္ဂလိပ်စာမှာအလွယ်တကူတက်မြောက်နိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့အားလုံးနှုတ်ဆက်ပါတယ်။နောက်လာမယ့်အပိုင်းမှာကျွန်တော်တို့ advanced အာဒီရဲ့အပိုင်း၃ကိုသင်ပေးသားပါမယ်ပြောရင်းနဲ့အားလုံးနှုတ်ဆက်ပါတယ်ဘိုင်းပါ